ဒီနေ့ပြောပြမယ်ပုံမြင်လေးရတော့မှန်လဲကအရှိအမောင်တိဖုံးနေတဲ့ညတညမှာမေရီတယောက်သူ့အဖွားရဲ့အင်ဟိုကြီးစီကို ရောက်လာခဲ့တယ်အဖွားကမကြသေးခင်ကမှ ဆုံးသွားခဲ့ပြီးအင်ကြီးကိုတန့်ရှင်းရေးလုပ်ဖို့နဲ့ပစ္စည်းတွေကိုစီစဉ်ဖို့မေရီကို ပြောထားခဲ့တယ်အင်ဟိုကြီးကတိတ်ဆိတ်ပြီးလေထုကလည်းအေးဆက်နေတယ် မေရီက အပေါ်ထက်ကအခန်းကိုတန်ရှင်းရေးဆက်လုပ်တယ်။အခန်းလယ်မှာရှေးဟောင်းမှန်ကြီး တစ်ချက်ရှိတယ်။မှန်ကမှုံွားနေပြီး အမောင်တို့ထဲမှာထူးဆန်းတဲ့အရိပ်တွေပေါ်နေတယ်။မေရီကမှန်ကိုတန်ရှင်းရေးလုပ်ဖို့ကြိုးစားပေမယ့်မှုံွားနေတာကပြောင်းမသွားဘူး။မြင့်နေလာတာနဲ့အမျှအင်ကြီးကပိုပြီးတိတ်ဆိတ်လာတယ်။ မေရီကမှန်ကိုထက်ပြီးကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အရှိတ်ကပုံမှန်မဟုတ်ဘူးဆိုတာကိုသတိထားမိတယ်။သူ့အရှိတ်ကသူ့ရဲ့လှုပ်ရှားမှုတွေလိုလိုက်လို့မနေဘူး။သူ့ရဲ့အရှိတ်ကသူ့ကိုစိုက်ကြည့်နေတယ်။မေရီကကြောက်လန့်တကြားနဲ့မှန်ကနေမျက်နှာလွှဲလိုက်တယ်။ဒါပေမဲ့သူ့ရဲ့အရှိတ်က အခန်းထဲမှာလှုပ်ရှားနေတာကိုမြင်နေရတယ်။အရှိတ်ဟာသူ့စီကို တဖြည်းဖြည်းနီးကပ်လာတယ်။မေရီယာအခန်းထဲကထွက်ပြေးဖို့ကြိုးစားပေမဲ့တကားကပိတ်ထားတယ်။သူ့ရဲ့အရှိတ်ကသူ့ကိုဖမ်းဖို့ကြိုးစားနေတယ်။သူကအော်ဟစ်ဖို့ကြိုးစားပေမဲ့အသက်မထွက်ဘူး။နောက်တနည်းမနဲ့မှာတော့မေရီကိုမှန်ရှေ့မှာ မလှုံမရက်ရက်နေတာကိုတွေ့လိုက်ရတယ်။သူ့ရဲ့မျက်လုံးတွေကကြောက်ရွံ့ထိတ်လန့်နေတယ်။သူ့ရဲ့အရှိကမှန်နေမှာမရှိတော့ဘူး။ဒါပေမဲ့မှန်နေမှာတော့နောက်ထပ်အရေးတစ်ခု ပေါ်လာတယ်။အဲ့ဒါဟာ မေရီရဲ့အရှိပဲ။အင်အိုကြီးကတော့တိတ်ဆိတ်နေသေးပဲ။ညတိုင်းမှန်နေမှာအရေးတွေပေါ်လာတယ်။ အဲ့ဒီအရေးတွေဟာအင်အိုကြီးတဲကိုရောက်လာတဲ့သူတွေကိုစောင့်နေတယ်